ဒီကဗျာကတော့ကျွန်တော်ဘဝမှာအောက်ကနေ ပြီးတော့ခွင်းစာခွင်းပိတ်နဲ့ဘသူတို့လို့ရည်စူးပြီးတော့ရေဘူးတဲ့တပုတ်ထဲတော့ကဗျာပါပဲအဲ့တော့ဒီကဗျာကိုဘလို့ခံစားမှုနဲ့ရေးတယ်ဆိုတာနားထောင်ကြည်လိုက်သိမှာပါအဲ့ဒါကတော့ကျွန်တော်သားအကြီးဆုံးဖြစ်တဲ့ပန်းရလမ်းမှာ ဘေ့စ်ဂစ်တာဒီတဲ့ကိုရဲလွင်တို့ကိုစားလျန်းတို့ရဲ့တပည့်ရင်ကိုမင်းသူဆုံးသွားတဲ့အချိန်မှာရေပြစ်တဲ့ခပြပါသူဆုံးသွားတော့မိဘတယောက်ကသားသမီးတယောက်ကိုလွန်ဆော့တတ်တာခံစားရတဲ့စာရင်ဆေးရုံမတက်ခင်သူပြောသွားတဲ့စကားကြောင့်ဒီကပြာကိုရေးပြတာပါ အဲ့ဒါဘာလဲဆိုတော့သူတေးရတော့မှသေးကြနေပြီကင်ဆာအဆင့်လေးအဲ့တော့ကျွန်တော်ပွဲတွေလက်ခံထားတာနောက်ပိုင်းမှာ ပွဲ90လောက်ရှိသေးတယ်သေမဲ့လူကိုငဲ့ပြီးတော့ကိုယ်စကားကိုဘယ်တော့မှအပြတ်မခံပါနဲ့ပွဲတွေကိုမဖြစ်ဖဲနဲ့သူ့စီကိုလာတဲ့တာဝန်ကိုပဲဖြစ်ပါလို့ပြောပြီးတော့သူဆုံးသွားပါတယ်အဲ့ဒီအတွက်22ရက်နေ့မှာသူဆုံးတဲ့အချိန်မှာ 20ရက်နေ့ညမှာနတ်တလင်းမြို့မှာကျွန်တော်ဟောပြောခွင့်ရှိပါတယ်ကျွန်တော်မနေ့စောကြီးတနင်္ဂနွေနေ့တော့ဟောပြောခွင့်ရပြန်ရောက်ပါတယ်သူ့ဝင်နှုတ်ဆက်ပါတယ်ပြီးကျွန်တော်ပြန်အိတ်နေနေ့လေနှစ်ချက်ထုံးမှသူဆုံးပါတယ်အဲ့ဒါနဲ့ကျွန်တော်ဒီကြပြရေးပြပါတယ်နားထောင်ကြည့်ပါခေါင်းစဉ်ကตา အားလည်းမဖြစ်ဘူးဒါလည်းမဖြစ်ဘူးဒါပေမဲ့မင်းဟာတရားဖြစ်ခဲ့တယ်အာရမကဘာကိုတိုက်စားရဲတယ်ဓမ္မပင်လေစီကိုစီစဉ်ရဲရင်တယ်ကြောက်ဆောင်ကြောက်သားအစီအတားကို ဖြတ်တယ်ကိုယ်ကောက်ပေမဲ့ဘယ်တော့မှရတ်တန့်မနေတဲ့မြစ် ဘသူအတွက်လို့ဘယ်တော့မှမကြွေးကြော်မင်းချေရတွေကမင်းလျှောက်ခဲ့တဲ့လမ်းမင်းထမ်းနိုင်သမျှထမ်းခဲ့တာကမင်းရဲ့တမိုင်းတကိုင်းလုံးပွင့်နိုင်ဖို့အတွက်တရွတ်မကြံခွေချဖို့ဝင်မလေးတဲ့တစ်တပင်ဒီကဗျာကိုမင်းမမြင်နိုင်မတွေ့နိုင်တော့ကြွေကြခဲ့တာတော့မှ မင်းကမင်းကကဘာမြေလေးမှာကို အာနာနေခဲ့သေးတယ်လေကျေးဇူးပါ